ဒဝင်းမျိုးအိဆောက်ပစ္စည်းစေဝမှာမေလာဒုတိယဘက်ကစပြီးဘီလမီပြက်လက်နေတယ်လို့အိဆောက်ပစ္စည်းရှောင်းသူတွေနဲ့ဆောက်လို့ရေးလုံနေသူတွေစီကစုံစမ်းတရားပါတယ်။ပြည်တွင်းဘီလမီစေယိုရှိတဲ့နေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားတာကိုကျမ်းမလို့လောက်တာတို့ကြောင့်ဘီလမီထုံလုံးမှုရောချနေပြီးငလင်ပေးချောင်းလဲဘီလမီလိုအပ်ချက်မြင်မာကပြည်တွင်းစေဝမှာဘီလမီဝေယူရခက်ခဲနေတယ်လို့စိတ်ွက်တဲ့ကစုံစမ်းတရားပါတယ်။ ပြည်တွင်ပြည်လမည်ရရှိဖို့ခက်ခဲနေစေဒီပါကနေတဝဲခရဲကိုတင်သွင်းတဲ့ပြည်လမည်ကိုလေစစ်ကောင်စီကဒလတကြေတာတင်နေခွင့်ပြုထားတာကြောင့်လွတ်လောက်တာမရှိပဲပြလတ်သွားတာလို့တဝဲမျိုးအိဆောက်ပစ္စည်းစီကွက်စီကစုံစမ်းတည်ရပါတယ်တဝဲမျိုးပေါ်ရှိဆောက်လို့ဆဲဆောက်လို့ရေလုပ်ငန်းခွင့်အချို့မှာလေပြည်လမည်ခက်ခဲဖြစ်နေလို့လုပ်ငန်းခေတ္တအရထားချတူတွေရှိသလိုလုပ်ငန်းလက်ပတ်မှုလိုဝမရဆိုင်ဖို့ ခြေဆလုကိုင်းနေသူတွေလည်းရှိနေကြပါတယ်။ဗီလမီမပြလမီအထိဒဝဲစီခွဲမှာစင်နစိတ်ဗီလမီတအိတ်ဆိုရင်3800ကျပ်နဲ့ကျန်နစိတ်ဗီလမီတအိတ်ဆိုရင်32000ကျပ်ဈေးရှိခဲ့ပါတယ်။လက်ရှိမှာစင်နစိတ်ဗီလမီတအိတ်ဆိုရင်ကျန်လေတောင်ခွဲပေးဝဲပေးမယ်ဝယ်ယူရရှိဖို့ခက်ခဲနေတယ်လို့စောက်လိုရေလုံငန်းလုတ်ကైသူတွေစီကသိရပါတယ်ဗီလတ်မြေစီအတဲကြမတင်ရတဲ့အတွက်ဒွေမျိုးပေါ်စီ အဆောက်ပစ္စည်းအယောင်ဆိုင်အချို့မှာဒကြံကလမတိုင်မီကလေးကဗီလန်မီအယောင်ရနာထားကြတယ်လို့စုံစမ်းသိရှိရပါတယ်။ဘိန်းနဲ့ကော်တာမျိုးတွေမှာဗီလန်မီကိုရေလန်ကတင်သွင်းကလိုအပ်သလောက်ဝယ်ယူရနိုင်စေဖြစ်ဖြစ်ဒကြံကလနောက်ပိုင်းမှာတော့ဘိန်းမျိုးမှာဗီလန်မီစီအနေငယ်တက်သွားတယ်လို့ဘိန်းမျိုးရှိအဆောက်ပစ္စည်းအယောင်ဆိုင်တွေစီကစုံစမ်းသိရပါတယ်။